ါရှင့်ဒူကလာဖြစ်တူလန်ချန်နယ်ကနေပြီးတော့ပြန်လည်လှုပ်ချုံဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးမှာဆိုရင်မြမအတန်ကို support တဲ့ website လေးအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်တတော်များ AI website တွေဟာဆိုရင်မြန်မာစာသားကနေမြန်မာစကားပြောကို support မလုပ်ကြပါဘူး text to speech လုပ်လို့ရတယ် AI website ဆိုတာတော်တော်လေးကိုရှားတယ်လို့ပြောလို့ရတယ်လုပ်လို့ရတယ် website တွေထဲကမှတော်တော်လေးကိုအဆင်ပြေတဲ့ website လေးနဲ့ဒီဗီဒီယိုလေးထဲမှာမိတ်ဆက်ပေးကြမယ် ီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ all ဆိုပြီးတော့ထားပေးပါအောင်နော်။ကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ်။ပထမဦးဆုံးအနေနဲ့ဒီ website လေးကိုဝင်ဖို့ဆိုရင် VPN လေးလိုပါတယ်။အဲ့တော့ကိုကြိုက်တဲ့ Bay VPN မဆိုချိန်လိုက်။ချိန်ပြီးရင်ကြိုက်တဲ့ browser တစ်ခုခုကိုဝင်လိုက်ပါ။ဒီမှာကတော့ Chrome နဲ့ကိုဝင်လိုက်မယ်။ ီနီယားလေး search bar ကနေပြီးတော့ click champ ဆိုပြီးတော့ရိုက်ရှာလိုက်ပါပြီးရင်ဒီအပေါ်ဆုံးကပေါ်လာတဲ့ click champ ဆိုတဲ့တဲ့ကိုဝင်လိုက်အကောင့်လေးဝင်ရမယ်เนาะအကောင့်ဝင်ဖို့အတွက်ဒီမှာရှိတဲ့ try for free ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးသွားရင်ကိုယ့်ရဲ့ Google account လေးနဲ့ login ဝင်ပေးလိုက် ီလိုမျိုးလေးဝင်ပြီးသားပြီဆိုရင်စာသားကနေပြီးတော့စကားပြောပြောင်းမှာမို့လို့ test to speak ဆိုတဲ့နေရာလေးက try is ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီအောင်လေးကိုနည်းနည်းဆွဲပြီးတော့ test to speak ဆိုတာလေးကိုရေးဒီဘေးနားမှာရှိတဲ့ language ဆိုတဲ့နေရာမှာကြတော့ Burmese မြန်မာဆိုပြီးတော့ရေးလိုက် voice နေရာမှာတော့ကိုကြိုက်တဲ့အတန်ကိုရေးပေးလိုက်ပါကိုစိတ်ကြိုက်ရေးပြီးရင်ကိုကြိုက်တဲ့အတန်ကိုရေးပြီးရောတုံးလိုက်ပါဒီရောက်က test နေရာမှာကြတော့ကိုထည့်ကျင်တဲ့စာသားကိုရေးထည့်လိုက်ကဲရေးကျင်တာရေးပြီးသားပြီဆိုရင်တော့ဆမ်းပြီးရအောင်ထောင်ကြည့်ကြမယ်ဒီ video လေးမှာဆိုရင်မြမအတန်ကို support တဲ့ website လေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်အဆင်ပြေပြီမို့လို့သူ့ကို save လိုက်ပါမယ်နော် audio ကအတန်တိုးချက်လုံးလို့ရတယ်လို့ဒီနေရာလေးမှာလည်းပဲ fade in fade out လုံးလို့ရပါသေးတယ်။ကဲဒီမှာကတော့မြန်ချလာနှင်းချလာအကုန်လုံးကိုအစဉ်ပြေအောင်ချိန်လို့ရတယ်။ကဲချိန်လိုက်ပြီးအကုန်လုံးအစဉ်ပြေသွားပြီးပြီးသားပြီဆိုရင်တော့ export ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ပြီးရင်ဒီမှာကိုကြိုက်တဲ့ quality ကိုနှိပ်ပြီးတော့ထုတ်လို့ရပါပြီ။ဒါဆိုရင်တော့ AI နဲ့လုပ်ထားတဲ့မြန်မာအတန်လေးရလာပြီပဲဖြစ်ပါတယ်။ မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube video ရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။